စစ်ကော်မရှင်နဲ့ဆက်ဆက်တဲ့အမှုပညာရှင်တွေရဲ့ဖျော်ဖြေပွဲနဲ့ရုပ်ရှင်လုပ်ငန်းတွေကိုပြည်သူတွေရဲ့ boycott တပိမောက်လှောက်ရှာမှုဟာထိရောက်အောင်မြင်နေပါတယ်နိုဝင်ဘာလ3ရက်မှာထိုင်းနိုင်ငံဘန်ကောက်မြို့မှာပြုလုပ်ဖို့စီစဉ်ထားတဲ့အဆိုတော်ရွှေထူးအုပ်စိုးခန့်ချမ်းမြေမောင်ချူတို့ရဲ့ဖျော်ဖြေပွဲကိုပြည်သူတွေကပြင်းထန်တဲ့ boycott ပြုလုပ်မှုကြောင့်ဖျက်သိမ်းလိုက်ပြီးဖြစ်ကြောင်းပွဲစီစဉ်သူကိုကောင်းပြည်လွင်ကလူမှုကွန်ရက်ကနေအသိပေးခဲ့ပါတယ် ဒါ့အပြင်ထိုင်းနိုင်ငံမှာရုတ်တင်ပြသနေတဲ့စစ်ကွန်မရှင်နဲ့ဆက်ဆက်သူတွေထုတ်လုပ်ထားတဲ့ပြောတဲ့ရုပ်ရှင်ကိုလည်းပြည်သူတွေကဘွိုက်ကော့လုပ်ခဲ့တာကြောင့်ရုပ်ရှင်ရုံတွေမှာကြီးစုသူမရှိသလောက်နေခဲ့တယ်လို့ထိုင်းရောက်မြန်မာလောက်တာအရေးကူညီပေးသူတွေကအတည်ပြုပါတယ်ဒါအပြင်အော်တိုဘာ30ရက်နေ့ကစတင်ရုပ်တင်ပြသတဲ့တရုတ်စာဝူမုံရွှေရဲ့နှစ်ဝင်တဲ့ရုပ်ရှင်ကိုလည်း boycott ပြုလုပ်ဖို့တော်လန်ရင်အင်အားစုတွေဘက်ကတိုက်တွန်းနေပါတယ် ဟူမိုရှိရဲ့ခင်ပိုးဖြစ်သူဟာစစ်ကောင်းဆောင်ရဲ့တမီးနဲ့စီးပွားဖက်ဖြစ်ခဲ့သူဖြစ်တာကြောင့်ဘွိုက်ကောလို့ဖို့တောင်းဆိုကြတာပါတော်လရင်အင်အားစုတွေကဘွိုက်ကောလို့တာဟာအသိမွေ့ဆုံးနဲ့အပြင်းထန်ဆုံးအပြစ်ပေးမှုဖြစ်ပြီးရုပ်ရှင်ကြည့်တဲ့ငွေတစ်ချက်တိုင်းဟာစစ်တပ်အတွက်ကြီးစံတွေဖြစ်လာနိုင်တယ်လို့တတိပေးတိုက်တွန်းထားပါတယ် white collar ရှာမှုကြောင့်စစ်တပ်ကိုထောက်ခံတဲ့အမှုပညာရှင်တွေနဲ့ဆက်နွယ်တဲ့ site တွေ online seller တွေဟာလည်းဖိအားပေးမှုတွေ online ကနေအပြစ်ပေးခံရမှုတွေဆက်တိုက်ကြုံနေရတာကိုတွေ့ရပါတယ်။